မိုဘိုင်းဖုန်းနဲ့တက်ဘလက်တွေပေါ်ကနေကြီးမားတဲ့ screen အဖြစ်နဲ့ projector ထိုးပြကြမှာသလားစာသင်ခန်းအစည်းအဝေးခန်းတွေကနေ Olympic ပိတ်ပွဲဖွင့်ပွဲတွေအထိသုံးလို့ရနိုင်မဲ့ projector တွေကို Panasonic ကမိတ်ဆက်လိုက်ပါပြီနည်းပညာသစ်နဲ့ထုတ်လုပ်လိုက်တဲ့ projector တွေဟာကိုပြခြင်းနဲ့ screen အကြီးသေးအလိုက် projector တွေချိတ်ဆက်ပြီးထိညီနိုင်သလို wireless နည်းပညာလည်းအသုံးပြုထားတယ်လို့မြမပြည့်ရဲ့အယောင်ကိုယ်စားလှယ်ကန္နမဟိုးဆေးကဆိုပါတယ် ်မော်ဒယ်ကမျိုး80ကျော်ရှိတဲ့အတွက်အဲလေးသိန်းကျော်ကနေပြီးတော့ပေါ့နော်အတုံးဆိုလို့ရှိရင်လည်းဒီရိုးရိုး portable အသေးလေးကနေပြီးတော့ဒီရုပ်ရှင်ရုံတွေအထိသုံးလို့ရတဲ့အမျိုးအစားတွေအထိပေါ့နော် model light ဈေးလေးတွေကတော့အမျိုးမျိုးဖြစ်ဖြစ်မှာပေါ့နော် တချို့ရုပ်ရှင်ရုံမျိုးပါလို့နေပေါ့နော်။သုံးတဲ့ဟာမျိုးတွေလည်းရှိပါတယ်။အဲ့ဒါမျိုးတွေကြရင်တော့သိန်းဒေါ်လာတောင်းကျော်ပေါ့နော်။အဲ့ဒါမျိုးစက်တင်အပြင်မျိုးပြိုင်ပွဲတို့ဘာလို့မှလုပ်တဲ့အဲ projector တွေ application တွေတုံးပြီးတော့လုပ်ရတဲ့ projector မျိုးတွေဆိုလို့ရှိရင်ဒီထက်မကစောင်းဆောင်ချက်တွေများပြီးတော့ဈေးတွေလည်းပိုတော့အဲများသွားတာမျိုးတွေပေါ့။အဲ့ model ကြီးအထူးရှိပါရှင်။ရန်ကုန်နေပြည်တော်နဲ့မန္တလေးမြို့တွေမှာစတင်ဖြန့်ချီရောင်းချနေပြီး ဈေးနှုန်းကတော့မြန်မာငွေ၄သိန်းကနေ၁၀သိန်းကျော်ထိရှိပေမဲ့တင့်တော်တဲ့ဈေးနှုန်းလိုက်မြန်မာပြည်နဲ့တင့်တော်မဲ့ projector တွေကိုရောင်းချသွားမယ်လို့ဆိုပါတယ်။မေလ၁၉ရက်နေ့မှာစတင်မိတ်ဆက်ခဲ့တဲ့ Panasonic projector တွေဟာတမယိုးကြ projector တွေနဲ့မတူညီသလိုကြီးကျယ်ခမ်းနားတဲ့အခမ်းအနားတွေထိပါသုံးစွဲနိုင်ပြီလို့ဆိုပါတယ်။